ကဲနောက်ဆုံးတော့အထောင်စားချင်စရာထောင်လေးထွက်လာပြီကဲဒီနေ့အားလုံးကိုအာကိုပိုင်အထောင်မထောင်ပြတာကြာပြီပေါ့နော်ဒါပေမဲ့ဒီနေ့ထူးထူးခြားခြားအာအထောင်လေးကိုစားချင်စရာလေးဖြစ်လာတယ်ဒါပေမဲ့အရင်ထောင်နေကြတဲ့ပုံစံနဲ့မတူဘဲနဲ့နည်းနည်းလေးပုံစံပြောင်းပြီးတော့ထောင်ကြည့်မယ်ကဲအဲ့တော့ဘာတွေနဲ့ဘလို့ထောင်ပြီးတော့ဘလို့ပုံလေးထွက်လာမလဲဆိုတာကြည့်ပေးပါဦးရင်ဆောင်ချက်တုံပြူလေးကိုညံ့နေအောင်ထောင်မယ်ပြီးဝိုင်းငရုတ်တီအနေအောင်လေးထည့်မယ် ပြီးသွားရင်တော့ပစွန်ချောင်းမှုတ်လေးထပ်ထည့်မယ်။နောက်ပြီးသွားရင်ယူရီးယားထောင်းငံပြားရီငပိရီလေးထည့်မယ်ငံပြားရီထည့်မယ်။ကျန်တကာထည့်မယ်။ပြီးသွားလို့ရှိရင်ငရုတ်သီးချက်မှုတ်လေးထည့်မယ်။တေချာညအောင်ထပ်ထောင်းမယ်။ပြီးရင်တော့တံမြာသီးလေးတွေကိုညှစ်ပြီးတော့ထည့်မယ်။တံမြာဒီအစိတ်လိုက်တိုင်းလေးလေထဲမယ်ပို့ပြီးတော့မှုရအောင်လို့ပွိုင်းရောသမမှုိမယ်ပွိုင်းပဲတိထဲမယ်တမောတိထထဲမယ် တခါနှံ့ပြီးတမအောင်ဝင်မယ်ခရမ်းကျွတ်ဒီနဲ့မြောင်းငူဒီကိုထပ်ထည့်မယ်မြောင်းငူဒီကအရမ်းစားလို့ကောင်းတယ်ပြီးွားလို့ရှိရင်ပင်စိမ့်ရက်လေးထပ်ထည့်မယ်တမအောင်ထပ်ပြီးတော့မှုန်မယ်ထောင်းမယ်နာလီမှုရပြတက်လာတကယ်စားလို့ကောင်းတယ်အဲတော့မမခောက်ဆွဲထထဲမယ်ပြီးသွားလို့ရှယ်တော့ကြက်မူလုံးထထဲမယ်တခါ တမနေအောင်ထပ်ပြီးတော့မှုရမယ်ထောင်းမယ်ဒီနေရာမှာတခုရှိတာအရန်ကြီးအားဆိုင်ပြီးထောင်းစရာမလိုတော့ဘူးအရသာလေးဝယ်အောင်ဖြည်းဖြည်းချင်းစီမှုပြီးရင်ရပြီเนาะ Okay ပြီးပြီဆိုတော့ပကံထဲမှာ plating လုပ်ပြီးတော့အလားဆန်တော့မယ်ဟွန်းကြည်နေနဲ့တည်ကြသွားပြီမလားစားကျင်နေပြီမလားမှုပြီးတော့ရှယ်ပဲနဘူဝရဲ့အစပိတ်စားဖို့အတွက်စိတ်သားချက်ကလေးပါတထည်ထားတယ် ဘူရွာရဲ့ချက်ဥလေးကိုလည်းပြုတ်ထားတဲ့ချက်ဥပြုတ်လေးကိုအချမ်းလေးနဲ့ထည့်ပေးတယ်။နောက်ဆုံးတော့အထောင်စားချက်စရာထောင်လေးထွက်လာပြီ။ အဲ့တော့ဒီတမောဒီထောင်းနဲ့ဆောင်းနာမမခောက်ဆွဲနဲ့ထောင်းထားတဲ့ဟာတွေကိုဒီမြောက်ငုံပြီးရင်စားမယ်။ပြောလို့ရှိရင်ဒီမှာပါတဲ့ကြက်မှုလုံးလေးတွေလည်းစားမယ်။ဟိုရင်ကြက်ဥလေးတွေလည်းစားမယ်။နောက်ဆုံးအဆက်ဘိတ်ကကြတော့အဆက်ပြေးဒီမှာစက်စက်သားကြောင့်စက်သားကြောင့်ကလည်းလည်းစားမှာဖြစ်ပါလေ။ကဲအဲ့တော့ဒီ vlog page ကိုစာဆုံးကြည့်ပြီးရတဲ့ကျေးဇူးများကြီးတင်ပါတယ်။အဲ့တော့စားလိုက်အောင်မယ်။တတား